သူအဲ့လိုတခါတလေဟိုမျိုးသမီးကအဲ့လိုတခါတလေသူ့သွားပြောရင်လည်းသူကစိတ်ဆိုးဆိုတော့တခါလေအဲ့လိုပဲကျွန်တော်ဓာလီကားတဲ့ထွက်လာကျွန်တော်အရင်ထွက်ရင်သူကအဲ့လိုမျိုးလမ်းလှုပ်တဲ့အကျင့်လေးရှိအဲ့ဒါလေးကိုကျွန်တော်ဒီကားလေးထဲမှာဟိုသူ့ဆက်ဝင်ခန်းနဲ့ကိုက်သွားတာပေါ့နော်အဲ့ဒါလေးကိုထည့်ရိုက်ထားလေအကြောင်းပြောနေရလေတယောက်ကလုံးပွားထနေရပဲနော်ငါမပြောချင်လို့ဘာလို့ယူတော့မြင်မလဲမမရေလို့ဒီအခန်းကတော့ကိုရိုးရိုက်ရင်ရိုးရိုးကြီးဖြစ်နေမှာ ရိုးရိပ်ဖြစ်နေမှာဘာမှလည်းမပါဘူးပေါ့နော်ဇလန်းသဘောရလည်းဘာမှမပါဘူးအဲ့တော့ညီမကိုအခု guideline တစ်ခုပြောမယ်ညီမနဲ့ကြော်ထဲအောင်နေပေါ့နော်အဲ့ဒါလေးကိုညီမတို့ free ပြောသွားလိုက်ပေါ့နော် free ပြောသွားလိုက်အခုကတော့ guideline လေးကြီးပြီးမယ်ဘယ်ဟာလေးနဲ့ဘယ်ဟာလေးနဲ့တွဲလို့ပါနော်စကားတွေကတော့ကိုယ့်အကူတားနဲ့ပြောသွားလိုက်ပါဆိုအနည်းအောင်စလုံးပေါ့နော်အဲ့လိုမျိုးတကတ်သေးအဲ့လိုမျိုးရိုက်လိုက်တာပေါ့နော်တကတ်သေးရအဆင်ပြေတပါပေါ့နော် အဲ့လောက်ပဲပေါ့နော်ဒါပေမဲ့လည်းအဲ့ခစ်တုံးတည်းကကျွန်တော်တို့အကယ်ဒမီရတဲ့ခစ်တည်းအဲ့လိုမျိုးပေါ့နော်သွားပြီးနှုတ်ဆက်တာတော့ပေါ့ရှိပါတယ်အဲ့ခြေရှိတယ်ဆိုတော့ကျွန်တော်ဟာအဲ့ကားတော့ကျွန်တော်ရတဲ့ကားတော့ဆိုရင်မမတ်ရပေါ့စင်ကာပူမှာသွားပြရတာပေါ့စင်ကာပူမှာသွားပြတော့အဲ့စင်ကာပူမှာအဲ့လိုပြည်သက်တွေပါနေသွားနှုတ်ဆက်ပါညာအဲ့လိုအဲ့လိုလုတ်ခဲ့ဘူးသေးတော့နော်ဟာဒါတော့သူတို့လည်း experience ပေါ့နော်သူ experience ကြောင်လဲပါမှာပေါ့နော်သူတို့ experience ကြောင်နောက်တော့ဟို melody လို့ဆိုရင်လည်းဘယ်လိုပဲဖြစ်ဖြစ်ပေါ့နော် ဒီအပေါ်မှာအလုပ်အပေါ်မှာအများကြီး serious ဖြစ်လာတဲ့ဟာတွေအဲ့ဒါကြီးကြောင့်လည်းပါမှာပါအဲ့လိုပြောင်းလဲသွားတာပေါ့နော်ဒါစူးစမ်းရလဲပါကိုကိုတိုင်းစူးစမ်းရလဲပါပါတယ်ဒါသူ့ရဲ့စူးစမ်းမှုပေါ့နော် ကိုရီနဲ့နည်းနည်းလေးအဲ့လိုမျိုးရိုက်တဲ့အချိန်မှာကိုနဲ့ပေါ့နော်ကိုရိုက်တဲ့ကားလေးနဲ့နည်းနည်းအားစားတာဖြစ်တယ်နဲ့တူပါတယ်အဲ့ဒါကြောင့်မလို့ဒီကားထဲမှာလည်းသူကဘာဖြစ်တယ်ပေါ့နော်ကဘာဖြစ်တယ်ဒါကျွန်တော်အမြင်ပါသူလည်းစူးစမ်းရလေသူလည်းစူးစမ်းရဒီဇက်ကောင်တစ်ခုဖြစ်လာဖို့သူလည်းစူးစမ်းထားတာအောင်စူးစမ်းထားရဆိုတော့ ဒါကဘာဖြစ်သွားလဲဆိုတာသူရဲ့ကြိုးစားမှုဒါကျွန်တော်တို့နဲ့တယောက်နဲ့တယောက်ပေါ့နော်ကျွန်တော်ပြောတာတွေကျွန်တော်တို့သင်ပေးတာတွေကိုသူလည်းနားလည်းလက်ခံနိုင်တာတွေပေါ့နော်အဲ့ဒါကြီးလည်းပါမှာပါအဓိကတော့ကိုကိုယ်တိုင်ကြိုးစားဖို့လိုတာပါမဟုတ်အဲ့လိုတော့လည်းမမှတ်ပါဘူးကိုကိုတို့ကဟိုအကယ်ဒမီဆိုတာဒါသူအချိန်တန်ဟိုဥစားသူကန့်ကုသကန့်ရှိရမှာပဲဟိုအဲ့လိုကြီးအရင်ကြီးမှန်ထားမျိုးလည်းမရှိပါဘူးဒါကဟိုလူကုံလေကိုဘကအကောင်းဆုံးပေါ့နော်အကောင်းဆုံးစူးစမ်းပြီးပေါ့ကျန်တဲ့ငါကတော့ ကံပေါ့နော်ကိုကိုကကောင်းတာရေလုပ်ပြီးပြီးသွားပြီပေါ့နော်ကြံတယ်ဖြစ်လာတာကတော့ဒါကိုလက်ခံရမှာပဲလေကောင်းတဲ့ကံဖြစ်ပေါ့ပုံငငယ်တော့ကတော့သွားတိုးပြီးကြည့်ဘူးလေရွှေမန်းယုံတို့ဘာလို့မအဲတန်တိုင်းကြီးကြားထဲမှာပေါ့နော်အဲ့လိုမျိုးသွားတိုးပြီးကြည့်ခဲ့ဘူးလားအဲ့တော့ကတော့မီဒီယာဘာမှမရှိဘူးရုပ်ရှင်တစ်ခုပဲရှိတာ哦ရုပ်ရှင်တစ်ခုပဲရှိရဆိုတော့အဲ့လိုတန်တိုင်းကြီးကြားထဲမှာဟာအော်ဟစ်ပြီးတော့အဲ့လို ဟိုလက်လက်မဝယ်ဖို့တန်းစီအဲ့အပေါက်ထဲကိုပြုံပြီးတိုးနေကြတဲ့ဟာတွေပေါ့နော်အဲ့လိုခစ်ပေါ့နော်အဲ့လိုခစ်ကြတဲ့ကကျွန်တော်တို့ကဂျုံလာခဲ့ရတာဂျုံလာခဲ့ရတော့ဒီခင်းနေတော့မတူတော့ဘူးပေါ့နော်အဲ့ဒါမရှိပါဘူးအဲ့ဒါတခုပဲဖင်လေးပုတ်လိုက်တာဖင်လေးပုတ်လိုက်တာတခုပဲအဖင်လေးပုတ်လိုက်တာကတော့အဲ့ဒါလေးကတော့ကျွန်တော်ထည့်ရိုက်ထားတာပေါ့ ။သူကအဲ့လိုတခါတလေသူကလှုပ်တတ်တယ်။အဲသူကအဲ့လိုတခါတလေဟိုမြို့သမီးကအဲ့လိုတခါတလေသူသွားပြောရင်လည်းသူကစိတ်ဆိုးဆိုတော့တခါလေအဲ့လိုပဲကျွန်တော်ဓလိကားတဲ့ထွက်လာကျွန်တော်အရင်ထွက်ရင်သူကအဲ့လိုမျိုးလမ်းလှုပ်တဲ့အကျင့်လေးရှိတယ်။အဲ့လိုမျိုးတခါတလေလှုပ်တတ်တယ်။အဲ့ဒါလေးကိုကျွန်တော်ဒီကားလေးထဲမှာဟိုသူ့ဆက်ဝန်ခံနဲ့ကြိုက်သွားတာပေါ့နော်။အဲ့ဒါလေးကိုထည့်ရိုက်ထားစင်သာစင်သာဘောနော်အဲ့ဒါတော့ဒါကတော့ဟောဖြစ်သွားတာဘောနော်ပြည်သက်ကြီးကွမြောက်ဒါပေမဲ့လည်းကျွန်တော်တို့အဲ့ဒီပေါ့ဟို တချို့စင်းလေးတွေကိုကျွန်တော် Facebook ပေါ်မှာပေါ့နော်ဟိုအဲ့ဒါလေးတွေကိုတော့နည်းနည်းလေးပြန်ဒီဘားကတော့နည်းနည်းလွတ်လပ်တော့ရုပ်ရှင်တွေကြတော့ကျွန်တော်တို့စင်စာအခန်းကြီးကြတော့လဲကျော်ရည်သူတို့ rules and regulation ပေါ့သူတို့ rules ကိုကျွန်တော်လိုက်နာအောင်ပါပေါ့ဟုတ်တနေ့တနေ့နင်မျိုးသားဆိုထားတာလေလေငါ့အခအချင်းဝင်လေပဲဟဲငါ့ကိုဘယ်လင်ငယ်မှမပေးဘူးဟောကိုကမမျိုးတွေကြတော့လဲဘယ်ဇက်ကောင်စီရိုက်ဆွတ်ဆွတ်ပေါ့နော်ဟို အမေမာတသက်ရရနဲ့ဟိုစက်တီရှိရှိဆိုလဲသူတို့လုံနိုင်တယ်အဲ့လိုမျိုးကာရိုက်တာမျိုးဆိုလဲသူတို့ကောင်းကောင်းလုံနိုင်တယ်ဟိုမမျိုးနဲ့ကြတော့အဲ့ဒီကားထဲမှာရိုက်တုံးရဆိုလို့ရှိရင်ဟိုတချို့အခန်းတွေဆိုတစင်းနဲ့ရိုက်တာသူအမေနဲ့ဟဲ့ကောင်းပါဖြစ်တယ်ညာဖြစ်တယ်နဲ့ဟာတချို့အခန်းတွေဆိုဟိုတစင်းလုံးကိုတကတ်ထဲရိုက်တာပေါ့နော်တကတ်ထဲရိုက်တယ်အခုကျွန်တော်လည်းပြောဖို့ပါတယ်သူကညီမရေလို့ဒီအခန်းကတော့ကိုရိုးရိုက်ရင်ရိုးရိုးကြီးဖြစ်နေမှာ ရိုးရိပ်ဖြစ်နေမှာဘာမှလည်းမပါဘူးပေါ့နော်ဇလန်းသဘောရလည်းဘာမှမပါဘူးအဲ့တော့ညီမကိုအခု guideline တစ်ခုပြောမယ်ညီမနဲ့ကြော်ထဲအောင်နေပေါ့နော်အဲ့ဒါလေးကိုညီမတို့ free ပြောသွားလိုက်ပေါ့နော် free ပြောသွားလိုက်အခုကတော့ guideline လေးကြီးပြီးမယ်ဘယ်ဟာလေးနဲ့ဘယ်ဟာလေးနဲ့တွဲလို့ပါနော်စကားတွေကတော့ကိုယ့်အကူတားနဲ့ပြောသွားလိုက်ပါဆိုအနည်းအောင်စလုံးပေါ့နော်အဲ့လိုမျိုးတကတ်သေးအဲ့လိုမျိုးရိုက်လိုက်တာပေါ့နော်တကတ်သေးရအဆင်ပြေတပါပေါ့နော် နောက်တော့ကြော်ထဲအောင်လည်းအဆင်ပြေတယ်အဲ့ကားထဲမှာသူ့ဟာနဲ့သူပဲဟိုပြောဒီပြောနဲ့အဲ့ကျွန်တော်နည်းနည်းလေးဆေးရိုက်သားမိဖြစ်သွားတာပေါ့နော်ဒါတော့ပြီးတော့ပဲဆက်ပါ့။အဲအဲ့လိုလည်းမဟုတ်ပါဘူးအကြောင်းတော့ဟိုရှေ့ခေတ်တော့ဒါရိုက်တာကြီးတွေကတော့ဒါ King of the Set ဆိုတာမှန်ပါတယ်ခုကတော့အားလုံးကဟိုဘလုကွန်လေတယောက်နဲ့တယောက်အဖွဲသားတွေပေါ့နော်တယောက်နဲ့တယောက်ပူပေါင်းလုပ်နေရတဲ့တဘောပါပဲ King of the Set ဆိုတာဥမာကျွန်တော်လူချင်းတာတခုတော့ရအောင်ပြောတယ်ကျွန်တော်လူချင်းတာတခုတော့ရအောင်ရိုက်တယ်အဲဒါလေးတော့ရှိတယ် ကျန်တဲ့ငါကတော့ keynote set မဟုတ်ပါဘူးအားလုံးကတကယ်ဟိုဘယ်လိုခေါ်မလဲဟိုဒီလှုပ်တစ်ခုလုံးတစ်ခုလုံးပုံမှာကိုယ့်ရဲ့ဟိုဘယ်လိုခေါ်မလဲဟိုဟာဒီအနေနဲ့ပဲပေါ့နော်အတူတူသွားကြတာလှုပ်ဖို့ဂိုင်ဘက်ဒီအနေနဲ့သွားကြတာဒီနေ့ကဒါပြီးရဲ့ဟာကိုကတော့ကမုန်းဝက်သွားမှပြောပါရဲ့ဟုတ်ကဲ့ကျေးဇူးပါဟာကျေးဇူးပါ